င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့အယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဟာဒီနေ့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာပဲတွေ့ဆုံခဲ့ကြတယ်လို့အယူဂျီဝန်ကြီးချုပ်ရုပ်ပြောရေးဆိုခွင့်ရှိသူဖုန်လီဘုန်းလည်းကပြောပါတယ် ရန်ကုန်မြို့ကကမ္ဘောဇာဘန်ဝင်းတန်းတတ်တတ်ဇော်ဆိုသူနဲ့ခင်မွန်ဖြစ်သူစစ်ဘူအောင်ပြည့်စုံတို့ကလူပေါင်း30ကျော်စီကနေ10ရာခိုင်နှုန်းအမြက်ပေးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်လိန်လည်သွားပြီးငွေကြေးသိမ်းပေါင်းတောင်းနဲ့ချီပါသွားတယ်လို့လိန်လည်ခံရသူတချို့ကိုယ်တိုင်အသိပေးပြောဆိုလာတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့ MG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဟာ ဒီကနေ့ဧပြီလ18ရက်နေ့မနက်ပိုင်းမှာပဲတွစ်ဆုံခဲ့ကြတယ်လို့ MG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကရန်ကုန်ခေတ္တကိုပြောပါတယ်အဲဒီလိုမလေးရှားဝန်ကြီးချုပ် NWR နဲ့ MG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဟာဒီကနေ့ဧပြီလ18ရက်နေ့မှာတွစ်ဆုံမဲ့အကြောင်းကိုမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းလွတ်တော်အမတ်ကန်ဝီစုပ်စန်းတို့ရဲ့လူမှုကွန်ရက်တွေကနေတဆင့်အသီးသီးသတင်းထုတ်ပြန်ခဲ့ကြပါသေးတယ်လက်ရှိမလေးရှားဝန်ကြီးချုပ်ဟာ ဧပြီလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်းနဲ့တွေ့ဆုံခဲ့ပြီးမြန်မာပြည်သူတွေအတွက်အရေးပေါ်လိုအပ်နေတဲ့လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေနဲ့တိုင်းပြည်မူလအခြေအနေကိုပြန်လည်ရောက်ဖို့အတွက်အရေးကြီးတဲ့အကြောင်းတွေကိုဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်ထားသလိုအခုဒီကနေ့ဧပြီလ16ရက်နေ့မှာတော့အယူကြီးဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့တွေ့ဆုံမှာဖြစ်တဲ့အကြောင်းနဲ့အဲ့ဒီတွေ့ဆုံမှုမှာလေမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားနဲ့တိုင်းပြည်ငြိမ်းချမ်းရေးအတွက်သက်ဆိုင်သူအားလုံးဆွေးနွေးညှိနှိုင်းရေးကိုဆက်လက်တွန်းအားပေးတော့မှာဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒီနောက် ီကနေ့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့တွေ့ဆုံခဲ့ကြပြီးအသေးစိတ်ကိုတော့ထပ်မံထုတ်ပြန်ပေးပါမယ်လို့လည်းအန်ယူဂျီဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုန်းလက်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖတ်မဲအွန်လိုင်းက မလေးရှားဝန်ကြီးချုပ်နဲ့မနေ့က21ရက်နေ့မှာတွေ့ဆုံနေတဲ့အချိန်တစ်ဖက်မှာတော့စင်ကူးမြို့နယ်မိုးကုံးမြို့နယ်နဲ့ကြုံတို့မြို့နယ်တွေကိုလေနဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်ရသပြည်သူနှုတ်ဦးတိတ်ဆုံးထားပြီးကလေးငယ်တွေပါဝင်နောက်ထပ်ပြည်သူတို့ချို့လဲဒဏ်ရာတွေရထားတဲ့အပြင်ဘုံကြီးချုပ်နဲ့နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်နှစ်တောင်ကျေးရွာကိုတော့ဧပြီလ18ရက်နေ့ဖြစ်တဲ့မနေ့က21ရက်နေ့ကြီးမှတင်လေနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့် အသက်50အရွယ်ဒေါ်မွန်ဆိုသူတိဆုံးခဲ့ရပြီနေအိမ်တွင်လည်းပျက်စီးထပြန်တယ်လို့ဘီယူလင်ခိုင်ပတ်ခဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီလိုစင်ကူးမြို့နယ်နှစ်တောင်ကြေးရွာတဲ့မကမနေ့က21ရက်နေ့တဲမှာတဲ့မိုးကုံမြို့နယ်အရှေ့ပိုင်းကျုံတိုးမြို့နယ်တောင်ကြာအင်းကန်းဒီနယ်တရတော်ကြေးရွာတွေကိုပါအချမ်းဖက်စစ်ကောင်စီတပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုသွားတဲ့အတွက်တရတော်ကြေးရွာနေအမျိုးသားတအူးလည်းတိုက်ဆုံးခဲ့တဲ့အပြင် ကလေးငယ်တွေပါဝင်အရတပြည်သူတို့ချို့လဲဒဏ်ရာတွေရထကြပြီးဘုံကြီးကြောင်းနဲ့နေအိမ်တွေလဲပျက်စီးထားတယ်လို့သက်ဆိုင်ရာဒေသခံသတင်းရှင်းမြစ်တွေကပြောထားကြပါတယ်တစ်ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီဟာနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကအပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာမလေးရှားဝန်ကြီးချုပ်နဲ့တွေ့နေတဲ့နှစ်ဆန်းတရနေ့မှာတင်တစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေကြပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာလေမကွေးတိုင်းရေနံကျောင်းမြို့နယ်မှာ အဂျပန်စကောင်စီရဲ့လက်မကုံနေမြေရက်စကန်ကစခန်းမှုရဲအုပ်ချမ်းမြေအောင်ဆိုတဲ့သူဟာလူငယ်နှစ်ဦးကိုစစ်မှုထမ်းရမယ်ပြောပြီးအတင်းအကျပ်ဝင်းရောက်ဖမ်းဆီးသွားပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ23ရက်နေ့ညနေပိုင်းကပဲရေနံကြောင်းမြို့နယ်36ကျေးရွာကလူငယ်နှစ်ဦးဖြစ်တဲ့ကိုစေးဆိုသူနဲ့ကိုဇော်ထက်အောင်ဆိုသူတို့နှစ်ဦးကိုအဂျပန်စကောင်စီရဲ့လက်မကုံနေမြေရက်စကန်ကစခန်းမှုရဲအုပ်ချမ်းမြေအောင်ဆိုသူနဲ့အဖွဲ့ဟာ လူငယ်တွေရဲ့နေအိမ်တွေဒဲအထိဝင်ရောက်ပြီးစစ်မှုထမ်းခိုင်းမှုအတင်းကျပ်ဖမ်းဆီးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ရဲအုပ်ချမ်းမြေအောင်စုတူနဲ့အဖွဲ့ကိုတိုင်ကအခုလိုလူငယ်တွေကိုဖမ်းဆီးတာဟာစစ်မှုထမ်းအပတ်စဉ်၁၂အတွက်ဖြစ်တယ်ဆိုပြီးတော့ပါလူငယ်တွေရဲ့မိဘတွေကိုပျော်သွားသေးတယ်လို့လည်းဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျဖမတော့ရှမ်းမီနယ်တောင်ကြီးမြို့မှာအချက်ဖက်စကောက်စီတက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတစ်တအုပ်ဟာ လက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးတော်လိုင်းရဲ့တပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့ PNL တပ်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဧပြီလ9ရက်နေ့ကပဲတောင်ကြီးမြို့မှာအကြံဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတအူဟာစစ်တပ်ထဲမှာစစ်ကောင်စီတပ်သားတွေရဲ့နှိပ်စက်ညှဉ်းပန်းမှုကိုမခံနိုင်လို့ဆိုပြီးသူကင်ဆောင်တဲ့လက်နက်နဲ့အတူတော်လန်ရဲ့တပ်တွေစီကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက် BNL တပ်ဖွဲ့ကအဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပြီးနောက်ဆက်တွဲကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်ပေးထားပါတယ်လို့လည်း BNL တပ်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေတယ်လို့ တဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စူဆောင်းခံရတဲ့လူငယ်တွေဟာရှေတန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့တော်လိုင်းရေးတတွေ့စီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့ကကမွန်ဇာဘန်ဝင်တန်းတတ်တတ်ဇော်ဆိုသူနဲ့ခင်မွန်းဖြစ်သူစစ်ဘုအောင်ပြည့်စုံတို့က လူပေါင်း30ကျော်စီကနေ100ရာခိုင်နှုန်းအမြက်ပေးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်းလိန်လဲသွားပြီးငွေကြေးသိန်းပေါင်းပေါင်းနဲ့ချီပါသွားတယ်လို့လိန်လဲခံရသူတချို့ကိုတိုင်ရကုန်ခစ်တစ်ကိုအတိပေးပြောဆိုလာပါတယ်ဒါကတော့ဆန္ဒသိမ်းပြီးတဲ့နောက်ကမ္ဘောဇာဘဏ်ကဘဏ်အကောင့်အဟောင်းတွေစီကနေငွေကြေးထုတ်ယူမှုတွေကိုကန့်တတ်ထားမှုကြောင့်ကမ္ဘောဇာဘဏ်မှာငွေကြေးအနှံ့ထားတဲ့သူတွေဟာဘဏ်ထဲမှာပိတ်မိနေတဲ့ကိုပစံကိုပြန်ထုတ်ဖို့အတွက်ရာခိုင်နှုန်းပေးပြီးထုတ်ယူလို့ရအောင် အဲ့ဒီရန်ကုန်မြို့ပါရမီချောဒွင်ကုန်ကမ်ဘောဇာဘန်ဝင်တဲ့တသက်ဇော်ကလှုပ်ဆောင်ပြီးခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်လူတွေစီကလည်းယုံကြည်မှုရအောင်အရင်လှုပ်ပြီးဆယ်ရာဂိုင်းတို့အမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးတွေကိုထည့်ဝင်လာအောင်လိန်လေပြီးမှလူပေါင်း30ကျော်ရဲ့ငွေကြက်သိန်းပေါင်းတောင်းနဲ့ချီဖြစ်လာတဲ့အချိန်မှာတော့အဲ့ဒီငွေတွေကိုလိန်လေသွားပြီးထွက်ပြေးသွားကြတယ်လို့ငွေကြေးအလိန်ခံရသူတချို့ကိုတိုင်ရန်ကုန်ခေတ်တွေကိုပြောလာပါတယ် အဲ့ဒီလိုငွေချက်သိမ်းပေါင်းတောင်းတဲ့ချီလိမ့်လဲသွားတဲ့ရန်ကုန်မြို့ကကံဘောဇာဘန်ဝင်နဲ့တသက်သောဆိုသူရဲ့ခင်မုံဖြစ်သူကတော့အချမ်းဖက်စကောင်စီတက်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390ချင်းမြန်တရင်ကစစ်ဘူအောင်ပြေဆုံးဖြစ်ပြီးလက်ရှိချိန်မှာတော့လင်မယားနှစ်ဦးစလုံးကရှောင်ပြေနေကြတယ်လို့လဲငွေချေးအလိန်ခံရသူတချို့ကိုယ်တိုင်အတိပေးပြောဆိုထားကြပါတယ်ခင်ဗျโอเคဒါကတော့ရောင်းခစ်တက်ကနေဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ